တက်မိုင်းနာတွေသူကရှူပြီးတော့မှယူသွားတယ်တထဲကိုပြန်ထည့်သွားတယ်ပေါ့နော်တုံးတယ်ကိုယူသွားတယ်တကားကြီးကိုကြည့်ပြီးတော့အမှမိတ်လဲဖွင့်လိုက်လှုပ်သွားတာအောင်မလေးကနောက်တဲ့ကောင်လေးတယောက်ထားပြီးတော့သူ့ကိုပစ်ထားလို့ဒါတယောက်နဲ့တယောက်အဆင်မပြေတဲ့အချိန်မှာခဲတံခြုံနေတာတဲ့ ခဲနဲ့ကျုံနဲ့ဓာတ်နဲ့ထိုးတာဘောအအမှုကြီးအောင်ပြောနေကြတယ်ခဲအားလုံးပဲမင်္ဂလာပါရှင်ဇင်လီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင်အခုဇင်လီတက်ဆက်ပေးမဲ့ဗီဒီယိုလေးကတော့ဒါရန်ကုန်မှာဖြစ်သွားတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှင်တော့နော်မင်္ဂလေးလေးလမ်းထားတဲ့ဒီအတွင်းခံပေါင်းမိကိုနော်ဒီတခိုးကခိုးတဲ့အပြင်ကိုနော်ရှူလဲရှူတယ်ပြီးရင်ဒီအတွင်းခံတွေကိုပါကြည့်ပြီးတော့သူကနော်တခါတည်းအာသာဖြေသွားသေးရဲ့ရှင်ဘလောက်ထိတောင်မှနော်တော်တော်လေးကိုမှုန်နေလဲမသိဘူးနော်ဒီလိုမျိုးတနာထန်နေတဲ့အကောင်တွေကနော်အဲ့ဒီနေရာမှာမင်္ဂလေးတယောက်ထဲတာရှိမယ်ဆိုလို့ရှင်တော့ဒါတွေးရ ဲမှာမဟုတ်ဘူးရှင့်မိန်းကလေးမဟုတ်တာတော့မှနော်ဒီအတွင်းငံပေါင်းမိတဲ့တော့မှသူတို့ကတော်တော်လေးစိတ်ကထကြွပြီးတော့နော်မိန်းကလေးတွေဒီအောက်မှာဝတ်ထားတဲ့အတွင်းငံကိုနော်သူတို့မလို့မယုံမရှာထီကောင်းဘလောက်ထီတော်မှနော်တနာစိတ်မှွန်ထားနေလဲဆိုတော့ view file လေးကိုကြီးကြီးလိုက်ကြရအောင်ရှင့်ကျမကကျမဒီ video တင်လာတဲ့အခု video အပြည့်စုံမဟုတ်ဘူးနော်ဒါကပထမဆုံးလာခိုးတဲ့ video ပေါ့နော်ဗမာခိုးတာလည်းမေးလို့ထိုင်းမှာမဟုတ်ဘူးเนาะထိုင်းမှာမဟုတ်ဘူးရန်ကုန်မှာပါ တရန်ကုန်မှာခိုးတာပါဒီအောက်လန်းနေပါညာနေလောက်တာတော့နောက်မှာပေါ့နော်အဲ့ဒါတော့နောက်မှာအခုလက်တွေ့ CCTV မှာမြင်လိုက်ရတဲ့အတိုင်းကတော့ဒီဆက်စမိုင်းနာတွေသူကရှူပြီးတော့မှယူသွားတယ်တထဲကိုပြန်ထည့်သွားတယ်ပေါ့နော်တုံးတယ်ကိုယူသွားတယ်ဒါက CCTV ရပါတိုးတိုးတက်တိတ်လှမ်းလားမလှမ်းလားအမှကြီးသူဖျဲရှာရတွေ့လားအင်ကြီးချားထဲမှာပဲခလေးတွေကလှမ်းတာပြီးတော့လှမ်းတဲ့အချိန်ကလည်းညဘက်ပဲလှမ်းတာပေါ့နော် ဒါပထမဆုံးချိန်လာခိုးတဲ့ဟာပေါ့နော်အမကြကြနနသူခိုးတယ်ပြီးလို့ရှိရင်လည်းသူကညိုတက်တော့ငါပြောရင်လည်းဘန်းအောင်မယ်ဒီလားပြီးလို့ရှိရင်အမသူ့ရဲ့မရှိရဲ့ဟိုနိုင်တခဲလေးဟိုတော့မှသူကမှိတ်လိုက်ဖွင့်လိုက်လုပ်ပြီးအဲအင်းရှိရပန်းအိုးတော့မှသူကတိခွပန်းဝါသေးတာဒီလားဒီလားနော်မန္တလေးရတခိုးဆိုတာဟိုအိမ်ထဲဝင်ခိုးနေကောင်မလေးတွေအိမ်နေလို့သူကနိုင်တခဲကိုမိတ်လိုက်ဖွင့်လိုက်လောက်တာဒီကောင်ကကြတော့အမှ တကားကြီးကိုကြည့်ပြီးတော့အမမိတ်လိုက်ဖွင့်လိုက်လှုပ်သွားတာအဲ့ဒါနိုင်တကယ်မိတ်လိုက်ဖွင့်လိုက်ပြီးရောမတင်တော့အေးဘန်းတယ်ဒါပဲကြည့်တအားဟိုတစ်တော့ကဘန်းလာပဲ တော်လေးကိုဒါတနာယူရဲ့အကောင်ပဲရှင့်မိန်းကလေးလည်းဒီလိုမျိုးတနာယူကောင်တွေကိုတတိထားပြီးတော့ရှောင်ကျင်ကြပါနော်နောက်ထပ်ဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်လည်းနော်ဒီမန္တလေးတိုင်းအမရဘူရာမြို့နော်မုတ်စားကြောင်ဆင်းတဲ့အချိန်မှာနော်အပြင်ကယောက်ျားတူကနော်ဝင်ပြီးတော့ဒါဓာတ်နဲ့ထူရဖြစ်ရဲ့ရှင့်ဒီဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်နော်။နတ်ကစာတင်ကြောင်းတဲ့ကိုဓာတ်နဲ့ဝင်ထိုးတာကိုပြောပြတာနားမလည်ဘူးဆိုလို့ထပ်ပြောပြမယ်နော်။မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့ နော်အဲ့ဒီကအထက်တန်းအကြောင်းတကြောင်းမှာနေ့လယ်၁၂နာရီခွဲမုတ်စားအကြောင်းဆင်းတဲ့အချိန်မှာနော်အပြင်ကနေပြီးတော့နော်ကြောင်တွင်တဲ့ကခလေးမဟုတ်ဘူးအပြင်ကလူငယ်လေးတစ်ယောက်ကသူ့ရဲ့ညီမလေးကိုအေးအေးနဲ့မုတ်ပေးခြင်းတယ်ဆိုပြီးတော့ခွန့်တောင်းပြီးတော့ကြောင်တွေကိုဝင်လာတယ် grade 11 bio လာတယ်အခန်းထဲရောက်တဲ့အခါကျတော့ကောင်မလေးကိုနော်လေပင်းကိုညှစ်တယ်ပြီးတော့ဓာတ်နဲ့လေပင်းကိုထိုးတယ် အဲ့တော့ဘေးနာနေပြီးတော့သူ့တငယ်ချင်းတွေမှာပေါ့နော်ကောင်မလေးရဲ့တငယ်ချင်းတွေနေမှာပေါ့ကောင်လေးနဲ့ကောင်မလေးကဝင်ပြီးတော့ကုညီတဲ့ခါကျတော့အဲ့ကောင်လေးနဲ့ကောင်မလေးကိုပါဓာတ်နဲ့ထိုးသွားတယ်တရခန်ကအခုထိမမိသေးဘူးအဲ့အဲ့တော့ဒီဒီဓာတ်ထိုးခံရတယ်ចောင်းသားចောင်းသူလေး၃ယောက်ကိုမန္တလေးမြို့ပေါ်ကမန္တလေး ဆေးရုံကြီးမျိုးပေါ်အောင်ဖြစ်ကုန်ပြီမန္တလေးမျိုးကဆေးရုံကြီးမှာတင်ထားပါတယ်တဲ့ဒီလေပင်ကိုအထိုးခံရတဲ့ကလေးမလေးကတော့စိတ်ပူရတယ်ကြံတဲ့နှစ်ယောက်ကတော့ဟိုလက်တွေပါတွေမှာပဲသူရိုးရိုးပြက်ရှဒဏ်ရာတွေပဲရတယ်ဆိုပြီးတော့ဒါသတင်းမှာတင်ထားတယ်ကြံတဲ့အချက်လက်တွေကဘာမှထပ်ပြီးတော့မတင်သေးဘူးပေါ့နော်သတင်းကမပြည့်စုံသေးဘူးပေါ့အဲ့ဒီတော့သတင်းပြည့်စုံတဲ့အချိန်ကျရင် ကျမထပ်ပြီးတော့သတင်းတွေဖတ်မိတဲ့အခါကျရင်ထပ်တင်ပေးမယ်လို့ပြောတာပါအဲ့တော့ကျမပြောချင်တာကျမကလည်းဟိုចောင်းသားမိဘတစ်ယောက်ပေါ့နော်ကိုကိုတိုင်ကလည်းဟိုចောင်းသားကလေးငယ်ရှိတဲ့အခါကျတော့ဒီလိုသတင်းတွေတက်တဲ့အခါကျရင်အရန်စိတ်ပူတယ်လို့နော်အဲ့ဒါကိုပြောချင်တာဒီသတင်းကလေးဒါကလေးရှိတဲ့ចောင်းသားမိဘတွေအကုန်လုံး ဒါစိတ်ပူသေးတာသတင်းတစ်ခုပေါ့နော်ဟိုဒီထဲမှာအကြောင်းထဲမှာနေရင်လည်းကိုယ်ကြောင်းခန်းထဲထိဝင်ပြီးတော့ဒါနဲ့အထိုးခံရတယ်ဆိုတာကြီးကတော့မဖြစ်သင့်ဘူးလေနော်ဒါစိတ်ချမှုမရှိတဲ့ဟာမျိုးကိုပြောပြတာကျမသားလေးရဲ့အကြောင်းဆိုရင် security တွေပါတယ်အကုန်လုံးအဝင်ထွက်တွေကိုအရန်ဟိုခတ်တယ်ဝင်ကိုမိဘကိုယ်တိုင်တော့ဝင်ရထွက်ရခတ်တယ်အဲ့တော့ဒါတွေကရန်ကုန်မြို့ပေါ်ကအကြောင်းဖြစ်နေလို့လေနေရအကြောင်းတွေကြတော့နည်းနည်းဝင်ရထွက်ရတာလွယ်တဲ့သဘောမှရှိတယ်အဲ့တော့နေရအကြောင်းတွေကလည်းအဝင်ထွက်လေးတွေအဲ့လိုမျိုးကလေးတွေအတွက်အန္တရာယ်မရှိအောင်လို့ ့အာ security gate တွေဘာတွေကအစအကုန်လုံးကိုမိမလွန်ကျန်တဲ့သူတွေပေးမဝင်တာတို့ဘာတို့အဲ့ဒါမျိုးတွေတေးသေးချာချာလေးတင်းတင်းကြပ်ကြပ်လုံးတင်တယ်လို့ကျွန်မကတင်ထားတာပါအာနောက်ထပ်တဲ့တင်းနေထပ်ပြီးတော့တက်လာတယ်ဆိုရင်လည်းကျမဖတ်မိရင်ပေါ့နော်ကျမဖတ်မိတယ်ဆိုရင်တော့ထပ်ပြီးတော့ပြောပြပေးမယ်လို့ကျမတင်ထားတာအဲ့ဒါနားမလည်ဘူးဆိုလို့အသေးစိတ်ပြန်ပြောပြပေးတာပါရှင်အထူးခံရတဲ့ကလေးမလေးက grade 11 B ကเนาะအမရပူရမြို့နယ်မြင့်ငယ်မြို့ရဲ့အာထကအเจ้าမှာ ဖြစ်သွားတာ 22ရက်နေ့နေ့လယ်12နာရီခွဲရပါရှင်ဒီမှာဆက်ပြီးတော့ပြောထားတဲ့နောက်ဆက်တွဲလေးလည်းရှိသေးရဲ့ရှင့်ထပ်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်။နက်ကစာတင်ကြောင်းတွေကိုဓာတ်နဲ့ဝင်ထိုးတာကိုပြောပြတာနားမလည်ဘူးဆိုလို့ထပ်ပြောပြမယ်နော်။မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့နော်အဲ့ဒီကအထက်တန်းကျောင်းတစ်ကျောင်းမှာနေ့လယ်12နာရီခွဲမုတ်စားကျောင်းဆင်းတဲ့အချိန်မှာနော်အပြင်ကနေပြီးတော့ တော့ကြောင်တွင်တဲ့ကခလေးမဟုတ်ဘူးအပြင်ကလူငယ်လေးတစ်ယောက်ကသူ့ရဲ့ညီမလေးကိုအေးအေးနဲ့မုတ်ပေးခြင်းတယ်ဆိုပြီးတော့ခွန့်တောင်းပြီးတော့ကြောင်တွေကိုဝင်လာတယ် grade 11 bio လာတယ်အခန်းထဲရောက်တဲ့အခါကျတော့ကောင်မလေးကိုနော်လေပင်းကိုညှစ်တယ်ပြီးတော့ဓာတ်နဲ့လေပင်းကိုထိုးတယ် အဲ့ဒါကိုဘေးနားနေပြီးတော့သူ့တငယ်ချင်းတွေနေမှာပေါ့နော်။ကောင်မလေးရဲ့တငယ်ချင်းတွေနေမှာပေါ့။ကောင်လေးနဲ့ကောင်မလေးကဝင်ပြီးတော့ကူညီတဲ့ခါကျတော့အဲ့ကောင်လေးနဲ့ကောင်မလေးကိုပါဓာတ်နဲ့ထိုးသွားတယ်။တရခန်ကအခုထိမမိသေးဘူး။အဲ့အဲ့တော့ဒီဒီဓာတ်ထုတ်ခံရတဲ့အကြောင်းသားအကြောင်းသူလေး၃ယောက်ကိုမန္တလေးမြို့ပေါ်ကမန္တလေး ်ဆေးရုံယူမျိုးပေါ်အောင်ဖြစ်ကုန်ပြီမန္တလေးမျိုးကဆေးရုံကြီးမှာတင်ထားပါတယ်တဲ့ဒီလေပင်းကိုအထိုးခံရတဲ့ကလေးမလေးကတော့စိတ်ပူရတယ်ကြံတဲ့နှစ်ယောက်ကတော့ဟိုလက်တွေပါတွေမှာပဲသူရိုးရိုးပြက်ရှာဒဏ်ရာတွေပဲရတယ်ဆိုပြီးတော့ဒါသတင်းမှာတင်ထားတယ်ကြံတဲ့အချက်လက်တွေကဘာမှထပ်ပြီးတော့မတင်သေးဘူးပေါ့နော်သတင်းကမပြည့်စုံသေးဘူးပေါ့အဲ့တော့သတင်းပြည့်စုံတဲ့ချိန်ကျရင် ျမထပ်ပြီးတော့သတင်းတွေဖတ်မိတဲ့အခါကျရင်ထပ်တင်ပေးမယ်လို့ပြောတာပါအဲ့တော့ကျမပြောချင်တာကျမကလည်းဟိုចောင်းသားမိဘတယောက်ပေါ့နော်ကိုကိုတိုင်ကလည်းဟိုចောင်းသားကလေးငယ်ရှိတဲ့အခါကျတော့ဒီလိုသတင်းတွေတက်တဲ့အခါကျရင်အယမ်းစိတ်ပူတယ်လို့နော်အဲ့ဒါကိုပြောချင်တာဒီသတင်းကလေးဒါကလေးရှိတဲ့ចောင်းသားမိဘတွေအကုန်လုံး ဒါစိတ်ပူသေးတာသတင်းတစ်ခုပေါ့နော်ဟိုဒီထဲမှာအကြောင်းထဲမှာနေရင်းနဲ့ကိုယ်ကြောင်းကန်းထဲထိဝင်ပြီးတော့ဒါနဲ့အထိုးခံရတယ်ဆိုတာကြီးကတော့မဖြစ်သင့်ဘူးလေနော်ဒါစိတ်ချမှုမရှိတဲ့ဟာမျိုးကိုပြောပြတာကျမသားလေးရဲ့အကြောင်းဆိုရင် security တွေပါတယ်အကုန်လုံးအဝင်ထွက်တွေကိုအရန်ဟိုခတ်တယ်ဝင်ကိုမိဘကိုယ်တိုင်တော့ဝင်ရထွက်ရခတ်တယ်အဲ့တော့ဒါတွေကရန်ကုန်မြို့ပေါ်ကအကြောင်းဖြစ်နေလို့လေနေရအကြောင်းတွေကြတော့နည်းနည်းဝင်ရထွက်ရတာလွယ်တဲ့သဘောမှရှိတယ်အဲ့တော့နေရအကြောင်းတွေကလည်းအဝင်ထွက်လေးတွေအဲ့လိုမျိုးကလေးတွေအတွက်အန္တရာယ်မရှိအောင်လို့ ့အာ security gate တွေဘာတွေကအစအကုန်လုံးကိုမိမလွန်ကျန်တဲ့သူတွေပေးမဝင်တာတို့ဘာလို့အဲ့ဒါမျိုးတွေတေးသေးချာချာလေးတင်းတင်းကြပ်ကြပ်လုံးတင်တယ်လို့ကျွန်မကတင်ထားတာပါအာနောက်ထပ်တဲ့တင်းနေထပ်ပြီးတော့တက်လာတယ်ဆိုရင်လည်းကျမဖတ်မိရင်ပေါ့နော်ကျမဖတ်မိတယ်ဆိုရင်တော့ထပ်ပြီးတော့ပြောပြပေးမယ်လို့ကျမတင်ထားတာအဲ့ဒါနားမလည်ဘူးဆိုလို့အသေးစိတ်ပြန်ပြောပြပေးတာပါရှင်အထူးခံရတဲ့ကလေးမလေးက grade 11 B ကနော်အမရပူရမြို့နယ်မြင့်ငယ်မြို့ရဲ့အာထကအเจ้าမှာဖြစ်သွားတာ 22ရက်နေ့နေ့လယ်12နာရီခွဲရပါရှင်။ အဲ့တော့เนาะဒါရီစားလူတဲ့ပြဿနာပဲရှင့်ကောင်းဒီကောင်းလေးပုံမှာတစ္ဆာမရှိလို့เนาะဒါကိုဒီလေးကျူးလွန်လိုက်တာပဲဖြစ်တယ်ရှင့်အခုခေတ်ကเนาะဒီလမ်းမပေါ်ရီမပြောနဲ့เนาะဒီလိုမျိုးចောင်းနေတောင်မှဒါစိတ်မချရတော့ဘူးရှင့်ကြားလေးပဲဖြစ်ဖြစ်မိန်ကလေးပဲဖြစ်ဖြစ်เนาะပြိုဝဝင်တဲ့အချိန်ကအရန်ကိုအထင်းရခတ်တယ်ရှင့်55 6အရွယ်တွေကเนาะအရန်ကိုထင်းရတိန်ရတာမလွယ်ဘူးเนาะဒီလိုမျိုးတသားမမီးရရှိတယ်ဆိုလို့ရှင့်လည်းเนาะဂီယူဆိုင်ကြပါရှင့်ကျွန်မရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်အဆုံးထိလိုက်ပါကြည့်ရှုပြီးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်เนาะ